အပေါ်မှာလေကိုရီးယားမလေးတွေ၈ယောက်လောက်ရောက်၈ယောက်တော့နိုင်မှာမထင်ဘူး maybe ၂ယောက်၃ယောက်လောက်ပါနော်ခြေလေးပေါက်ထားတော့ hey boy မင်္ဂလာပါမင်းမင်းဆန်မင်္ဂလာပါညီမလေးမင်းမင်းဆန်ပြောတဲ့ကိုရီးယားမလေး၈ယောက်သားဒီမှာဒါ source ကလာနော်ကိုရီးယားနိုင်ငံ source ကလာအဲ့တော့ကိုရီးယားမလေး၈ယောက်ရှိတယ်

ဒီ cheese နဲ့ကြာလို့ပူပူလေးစားမှာကောင်းတယ်မဟုတ်လို့ရှင်ဆိုတော့ care ဝင်ပါဆယ်စားမယ်ဆိုရင် cheese က simple ဆိုင်မှာစားမယ်ဆိုမှ simple cheese တဲ့ chocolate ပူတဲ့ တော့ကောင်းဘက်က pitch လေးကိုအရင်တောက်ဒီ pitch အဖက်လေးလည်းပါအောင် pitch အဖက်လေး pitch syrup နဲ့ဒီဒီအောက်ကကျတော့ melon jelly လေးနဲ့တော့သူ့ရဲ့အချိုရတာလေးပါပါတယ်မင်းမပွေးလိုက်ไอ้สมูทตี้เนี่ยยูยูหาဆိုရင်สมูทตี้ကိုပို့ကြိုက်ไอ้ fish အနံ့ဝင်းဝင်းလေးเนี่ยအေးနေတယ်ခုလိုရာသီဥပူငဲချိန်မှာဒါလုံးဝရန်လိုက်ပတ် fish เนี่ยဝင်းဝင်းလေးเนี่ยအောက်ကဒီ ဒီ melon jelly လေးရဲ့အချိုအရသာလေးနဲ့အရင်လိုက်ပါတယ်ဒါကကြတော့ melon latte ပေါ့နော်အောက်မှာသူ့ရဲ့ syrup နဲ့ melon ဘတ်တွေတို့ကကြတော့ဒီ melon jelly လေးတွေကရတာအချိုများမှာနော်အချိုရတာနည်းနည်းကဲအဲ့တော့ no ရတာကြတော့စိမ့်စိမ့်ချိုစိမ့်အချိုရှောင်းတဲ့လူတွေအတွက်ဆိုရင်ဒါအချိုနည်းနည်းများတယ် တိတ်စင်မပြေဘူးဒါပေမဲ့အချိုကျိုက်တဲ့လူတွေမယ်လွန်နဲ့မှမွေးလေးတောက်ချင်ရင်ဒါအဆင်ပြေဒါလေးကတော့ mascot စပစ်ပေါ့နော်သူ့ရဲ့အရသာကကြတော့အထဲမှာဆိုရှင်ဒီ mascot ကဒီအဖက်လေးနဲ့ syrup လေးပါတယ်ညအဲစပစ်တိအရသာချိုချိုလေးပေါ့နော်ဟုတ်ပြီအဲ့ဒီခွက်သုံးခွက်ထဲမှာကြိုက်ဆုံးဆိုရင်တော့ဒီ peach လေးကိုကြိုက် peach smoothie လေး ။ဟိုချားကနေမှအစ်တထွက်လိုက်တဲ့ဒီ Soul Stress Series ပေါ့နော်။ तू ကအဲ့လိုမကြမကြလေအဲ့လိုမျိုးခွက်အစ်တဒီဇိုင်းလေးတွေဟိုအတီးအရသာဒီဇိုင်းတက်လေးအများနဲ့ဖင်လေးရှိတယ်။ဒီတကား Soul Stress Series ဆိုပြီး तू ကကိုရီးယားနေမှလာတာပေါ့နော်။အဲ့တော့ဒီထဲမှာ၈ခွက်ရှိရယ်မေဆန်အကြိုက်ဆုံးကတော့၃ခွက်။အဲ့တော့တစ်ခွက်ချင်းစီရဲ့အရသာတွေပြပြမယ်။အရင်ဆုံးသူကပါလို့ဆို Peach Series ပုတ်ဆုံးအားဆိုတာ Peach ကိုပြောပါမယ်။ကိုရီးယား Peach Tea ပေါ့နော်။ဒီဘက်ကကျတော့ Peach ကိုမှ Smoothie အဲ့မေဆန်ကြိုက်တာဒါလေးကိုပိုကြိုက်။ဒီကကျတော့ Peach Latte No နဲ့ Peach နဲ့ ရိုးရိုးရှင်းရှင်းလေးပဲသူကြတော့ချိုဆင်းအရတာလေးပေါ့နော်မင်းအဲ့လေးလည်းမစိုးကြိုက်ဘူးဒီဘက်ကကြတော့ melon series ဒါလေးကိုလည်းကြိုက်တယ်ဒါပေမဲ့သူကနည်းနည်းလေးတော့အချိုလေးတော့နည်းနည်းလေးများတယ်ဒါပေမဲ့ကြိုက်တယ်မှာပါဒါကြတော့ jeju sunrise ဒီကကြတော့ orange series orange ကကြတော့နည်းနည်းလေးသူကဖန်နဲ့အရတာလေးနဲ့ချင်းနဲ့အရတာလေးပိုများတယ်အဲ့တော့ orange ကြိုက်တဲ့လူတွေဆိုရင်တော့ဒါလေးကြိုက်နေမယ်မမေကတော့ orange ကိုအဲ့လောက်မကြိုက်ဘူးအဲဒီ mascot mascot ကတော့အကြိုက်ဆုံးမှပါတယ် mascot ဆိုတာကြတော့ဒီဈေးကြီးတဲ့ဇပြည်သီးပေါ့နော်ဒီဇပြည်သီးကိုမှဒီဘက်က smoothie ဖြော်ထားရှိတယ်ဒီဘက်ကရိုးရိုး mascot D ပေါ့နော် fresh D ဒီဖြော်ရဲမှာပါတယ်ဒီအတီးအနှစ်တရ ရပါနော်ကိုရီးယားနေတင်သွင်းထားတဲ့ဒီအနှစ်တိဖြစ်တာကြောင့်မို့လို့ပေးရတဲ့ဈေးထက်တန်တယ်ကွာ drinks တွေကတော့ limited ဖြစ်ဒါတွေကုန်သွားလို့ရှိရင်နောက်ထပ်မရှိတော့ဒီနှစ်ခွန်းမင်းစံအကျဉ်းဆုံးဖြစ်ပါတယ်တော့ peach ကဲ smoothie ကိုကြိုက်တယ်ပြီးဒီဘက်ကကျတော့ melon melon ငါကျတော့ melon latte ကိုကြိုက်တယ်နော်သူအရသာတော်တော်လေးတောက်လို့ကောင်းနော်ချိုးလဲကဲတယ်ဒီ no ရဲ့ latte စိတ်ညံ့လာတယ်ချိုးစိတ်ညံ့လာတယ်အကြိုက် ်ဒီနှစ်ခွက်ကိုတော့ main recommend ပေးရယ် performer ဆိုရှင်ရတာမျိုးမျိုးရှိရယ် cheese ကကြောက်လို့ဆွဲပြီးစားလို့ရရဟာလေအမေတို့ပူပူလေးမှစားလို့ကောင်းတာဆိုတော့ဆိုင်မှာစားမှာပဲအဆင်ပြေမှာ parcel human ဆိုရင်တော့ cheese ကအဆင်မပြေဘူးလုံးဝမဆောင်းဖြစ်စားတင်တာတော့ဒီ double chocolate buffalo ရန်စားလို့ပါတော့အခု ocha မြန်မာနိုင်ငံအနှံ့မှာဆိုဖွင့်ထားတာစိုင်မော23ငွေရှိသွားတယ်။ဒါမြန်မာ brand ပေါ့နော်။မြန်မာနိုင်ငံမှာစဖွင့်လာဆိုအခုဆိုရင်1000ကျော်သွားပြီဆိုတော့ဟိုးအရင်ကလေးကပေါ့နော်။ဒီ ocha ဆိုတဲ့နာမည်ကအရင်ကောင်းတယ်။ ဆိုတော့အချာမကြမကြတဲ့လူမျိုး seasonal fruit တွေ seasonal drinks တွေကိုအများနဲ့ထုတ်လို့ရှိရပြည့်ဒီ packaging လေးတွေအစားလှဒီကြဆိုရင်ဖဲပြားလေးနဲ့ပြင်ဒီခွက်တရားပြန်ပြီးတော့အိမ်မှာ reuse ပြန်သုံးလို့ရတယ်။အဲ့တော့မင်းဒီကိုရီးယားမှာဒီ၃ယောက်ကို inquire တော့